ယူနိုက်တက်အသင်းမှာနီးပြအများပြားနဲ့လက်တွဲလှုပ်လှုပ်ခဲ့တဲ့ Rashford ကနီးပြအောင်ဆိုရှယ်လက်အောက်မှာကစားရတာကိုသူနှစ်သက်တယ်လို့ပြောခဲ့ပါတယ်။ Rashford ကအိုလီယာအန်အောစီယာကောင်းတဲ့လူပုတ်ကိုတူးဖြစ်ပြီးသူ့လက်အောက်မှာကစားရတာကိုကျွန်တော်နှစ်သက်ပါတယ်။ကျွန်တော်တို့ကသူ့အတွက်ကစားရတာကိုနှစ်သက်ပျော်ရွှင်တယ်လို့ကျွန်တော်ပြောတဲ့အချိန်မှာ ယူနိုက်တက်ကစားသမားအများပြားကိုစားကျွန်တော်ပြောနိုင်ပါတယ်။အိုလီလက်အောင်မှာကျွန်တော်တို့ဘောလုံးကောင်းမွန်စွာကစားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့အတွက်အလွန်အောင်မြင်တဲ့ကာလဖြစ်ခဲ့ပြီ။အိုလီနဲ့ပတ်သက်ရင်ကျွန်တော်မှမကောင်းတဲ့စကားပြောစရာမရှိပါဘူးလို့ TV2 ကိုပြောခဲ့တာပါ။နော်ဝေလူမျိုးနီးပြဆိုရှာအတရားယူနိုက်တက်အသင်းကိုယာယီနီးပြပြည့်ကန်တွေကို2018ခုနှစ်ဒီဇင်ဘာမှာရောက်ရှိလာခဲ့တာဖြစ်ပြီးရလက်ကောင်းတွေရယူပေးနိုင်ခဲ့တာကြောင့်အမြဲတမ်းနှီးပြဖြစ်ခန့်အပ်ခံရပါတယ်။ဆိုကြာယူနိုက်တက်အသင်းကိုချန်ပီယံလိဝင်ဝင်ရရှိအောင်ကိုင်တွေပေးနိုင်ခဲ့သလို ယိုပါလီဘိုလီဝဲရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီမယ်။အတင်အားဗီလာရီယအတင်းကိုရေးနှိခဲ့တာကြောင့်စူပလာမရရှိခဲ့တာပါ။ဒါပေမဲ့ဆိုရှာယူနိုက်တက်အတင်းရဲ့ဆိုးရွားတဲ့ရလဒ်တွေကြောင့်2021ခုနှစ်နိုဝင်ဘာမှာနီးပြရာထူးကနေ ထုတ်ပယ်ခံရရပါတယ်။ Rashford ဟာ social လက်ထက်2019-20ရာသီမှာ United အသင်းအတွက်44ဘက်ကစားခဲ့ပြီး 22ကိုသွင်းယူကခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ Rashford ရဲ့ United တင်ကစားမှာဘွားအကောင်းဆုံးရာသီကတော့ Dash လူမျိုးနီးပြား Eric Dan လက်အောက်နောက်22-23ရာသီမှာဖြစ်ပြီးပြိုင်ပွဲစုံအတွင်းကို30သွင်းယူနိုင်ခဲ့တာပါ။ Rashford ဟာလက်ရှိချိန်မှာ Barcelona အသင်းနဲ့အငားနဲ့တရားဝင်ကစားပြီးခြေစွမ်းပြသနေကအသင်းအတွက်ပါဝင်ကစားထားတဲ့73ပွဲမှာ၅ဂိုးအသွင်းပြီးဂိုးပန်တီးမှု9ချိန်ပြုလုပ်ထားတာဖြစ်ပါတယ်။